အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတွင်ထူရှားတဲ့ပြည်ပပြပါဆေးဝန်ဆောင်ဖက်တဲ့တင်းလေးကိုတက်ဆက်ပေးပါတော့မယ်။ကျမကတော့မြတ်တီကိုပါ။ပြပဆေးလို့တဲ့အလုတ္တမဥယေကန်တက်ချက်တွေရှိလာတဲ့တင်။လူတို့အတွင်းကိုကားနဲ့ဝင်တိုက်ပြီးကိုယ်အသိဆုံးခဲ့တဲ့တင်။ငလင်တဲ့ကြောင့်အထက်မြင့်မှာမာမနေထိုင်လို့သူဥယေအချိန်အဟုန်နဲ့မြင့်တက်လာတဲ့တင်။လီလာကြမှာကိုပြည့်သွင်းနိုင်ပြီးနောက်မှာကိုမြတ်ထွက်သွင်းမယ်လို့ watch လမ်းကြောင်းလိုက်တဲ့တဲ့ရင်ပါဝဲအစားရှိတဲ့ပြည်ရင်ပြပါဆဲဝန်စားဖွဲ့ရတဲ့တဲ့ရင်ကိုတိဆက်ပေးသွားမှာပါ ထမဆုံးအနေနဲ့ပြည်ပသတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ပြည်ပစင်လို့တဲ့အလို့သမားဦးရဲ့ကက်တာချက်တွေရှိလာပါတယ်။ဒီသတင်းကိုတော့မြတ်တူကွာပေးပို့လာပါ။ပြည်ပလောက်ကန်ရှာဖွေအေဂျင်စီတွေကနေဆေးလို့တဲ့အလို့သမားဦးရဲ့ကက်တာချက်ချမှုတွေစတိုက်ပြီးလောက်လာတယ်လို့အလို့သမားဝင်ကြီးဌာနရဲ့ထုတ်ပြန်ညာချက်တွေရသိရပါတယ်။အေဂျင်စီတွေအနေနဲ့ဒီမန်းလက်တာတစ်ဆောင်ကိုလူဦးရေ90%ထဲမှာပိုစီရန်နဲ့တလားတစ်ကြိမ်သာရှောက်ထားမှာဖြစ်တယ်လို့အလို့သမားဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်နောက်ပိုင်းနိုင်ငံအလိုက်ဆေးလို့ရမယ်လို့သမားဦးရဲ့ကိုနိုင်ငံပိုင်တင်းစားမှတစ်စက်စတိုက်ထုတ် ပြန်လာတာကိုလည်းတွေ့ရပါတယ်။လိုင်စင်ရပြပလောက်ကရှာဖွေအေဂျင်စီတွေအနေနဲ့စင်ကာပူနိုင်ငံကိုလုံတမားစီလိုရမှာအေဂျင်စီတစ်ခုမှာအလုံတမား9ဦးသာခွင့်ပြုမှာဖြစ်ကြောင်းတန်ကိုရီးယားကိုလုံသားစီလိုရမှာအေဂျင်စီတစ်ခုကိုလူ10ဦးသာခွင့်ပြုမယ်လို့သိရပါတယ်။ဒါအပြင်မလေးရှားနဲ့တခြားနိုင်ငံများတို့လုပ်ငန်းစဉ်ကိုလည်းဆက်လက်ထုတ်ပြန်သွားမှာဖြစ်တယ်လို့အလုံတမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။လူအုပ်တွင်ကိုကားနဲ့ဝင်တိုင်းလာရောက်ကိုယ်ဦးတည်ဆောင်ခဲ့ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပို့လာပါ။ ရွေးရပွဲတော်တစ်ခုကျင်းပတဲ့နေရာကိုရောက်ရှိနေတဲ့လူအုပ်အတွင်းကိုလူလက်ပိုင်းတို့ကကာတစီနဲ့ဝင်တိုက်ခဲ့တာကြောင့်ကိုယ်အသိဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုကနေဒါနိုင်ငံဘန်ကူဗာမှာပြပခဲ့ရလို့သိရပါဗျ။ကနေဒါနိုင်ငံမှာနေထိုင်နေတဲ့ဖိလစ်ပိုင်လူမျိုးတွေကရွေးရပွဲတော်တစ်ခုဖြစ်တဲ့လာဘူးလာဘူးပွဲတော်ကျင်းပနေချိန်မှာအသက်30ရွယ်မြို့သားတို့က SUV ကာတစီနဲ့လူအုပ်အတွင်းဝင်တိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုကြောင့်တခဲတန်ရရှိသူရှိခဲ့ပြီးပြစ်မှုကျူးလွန်သူမျိုးသားကိုတော့မြင့်မြင့်တွေကဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့်အခင်းဖြစ်ပေါ်ရာနေရာမှာပဲဖမ်းမိခဲ့တယ်လို့ ဗန်ကူဘာရဲ့တပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပြစ်မှုကျူးလွန်တဲ့သူဟာအရင်ကမှုခင်တရှို့ကျူးလွန်ခဲ့တဲ့ရဲမတန်ရှိသူတအုပ်ဖြစ်ပြီးစိတ်အရှိနေပုံမှန်မရှိသူဖြစ်တယ်လို့လည်းသိရပါတယ်။လာဘူးလာဘူးပွဲတော်ဟာ1920ခုနှစ်ကပေါ်တူဂီလူမျိုးနယ်မီသိရှာပွေနေရှိသူဖာဒီနန်မာကယ်လန်ကိုတိုက်ခိုက်နိုင်ခဲ့တဲ့ဖိလစ်ပိုင်ခေါင်းဆောင်တော်ဖြစ်တဲ့လာဘူးလာဘူးကိုဂုံပြူကျင်းမာတဲ့ပွဲတော်ဖြစ်တယ်လို့လည်းသိရပါဗျ။ နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ငလင်းတဲ့ကြောင့်အထက်မြန်မာမှာမနေထိုင်လို့သူဦးရေအချိန်အဟောင်းနဲ့မြင့်တက်လာပါတယ်။ဒီသတင်းကိုတော့ညင်းကြောင်းဝါပြပို့လာတာပါ။မက်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးကြောင်းထိုင်းနိုင်ငံမှာအထက်မြင့်စာအုပ်တွေမှာမနေထိုင်လို့သူဥယျာဉ်မြင့်တက်နေရလို့သိရပါဗျ။ငလင်တန်းကြောင်းဘန်ကောက်မြို့မှာရှိတဲ့အထက်မြင့်မူးမြော်တာတရှိုးပြိုကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိဆုံးသူ69ဦးလည်းရှိခဲ့ပါဗျ။ ဒါအပြင်ကင်ဆယ်ရေးလုပ်ငန်းတွေကိုအချိန်အဟောင်းနဲ့လှုပ်ဆောင်ခဲ့ပေမဲ့လက်ရှိအချိန်ထိပျောက်ဆုံးနေသူ83တိရှိခဲ့ပါတယ်။မလင်တန်ကိုအထက်မြင့်ဆောင်ဦးတွေပေါ်ကနေလက်တွေခန်းစားသူတွေကမခန်းစားသူတွေကပါအထက်မြင့်ဆောင်ဦးတွေပေါ်မှာမနေထိုင်လို့ပဲမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ဘန်ကောက်မြို့မှာရှိတဲ့မုံမြော့အထက်မြင့်ဆောင်ဦးတွေဈေးကွက်တွေမှာလည်းအထက်မြင့်တွေမှာနေထိုင်သူတွေကပြန်လည်ရောင်းချဖို့အတွက်ကြိုးပမ်းလာမှုတွေမြင့်တက်လာတာကြောင့်အထက်မြင့်ကိုနှုတ်ခမ်းတွေဈေးနှုန်းကျဆင်းလာတယ်လို့သိရပါတယ်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းကတော့မြန်မာရှေ့ရဲ့အခါစားတဲ့တဲ့ဘက်ကိုတင်ဆက်ပေးခြင်းပါတယ်။လေးလာကြာမှာကိုပြတဲ့နိုင်ပြီးနောက်မှာကိုမြထွက်သွင်းမယ်လို့ watch line ကြုံလာလိုက်ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပို့လာတာပါ။ မန်ယူတိုက်စစ်မူဟာရှ်လန်ဟာလေးလကြာဂိုးပေါက်ပြောင်နေတာကိုအဆုံးသတ်နိုင်ခဲ့ပြီးတဲ့နောက်ဂိုးရီထွက်သွင်းနိုင်မယ်လို့ကြုံဝါလိုက်တယ်လို့သိရပါတယ်။ဟာရှ်လန်ဟာဘုံမောင်းနဲ့တကူးစတီကြားတဲ့ပွဲမှာမန်ယူအသိရခဲ့တဲ့ရှီပါကိုကိုနာကျင်ချိန်ပုံမှာတွင်းယူခဲ့တာပဲဖြစ်ပါတယ်။ဟာရှ်လန်ဟာ22ပွဲဆက်ဂိုးပေါက်ပြောင်ဆုံးခဲ့တာဖြစ်ပြီးဂိုးပေါက်ပြောင်ဆုံးခဲ့ခြင်းဟာ32နာရီနဲ့6မိနစ်ကြာမြင့်ခဲ့ပါတယ်။ဟာရှ်လန်ဟာ2024-2025ပရီးမီးယားလိပြိုင်ပွဲရဲ့ဂိုးပေါက်ကန်သွင်းမှုအများဆုံးကစားသမားတွေစီးရင်မှာအဆင့်123နေရာထိရောက်ရှိ ှိနေပြီးဂိုးပေါက်ကန်သွင်းမှု25ချိန်သာပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ဒါအပြင် Wildland ဟာလက်ရှိဘောလုံးရာသီမှာမန်ယူအတွက် Premier League လေးကိုပဲတွင်းယူနိုင်သေးသူလည်းဖြစ်ပါတယ်။ Wildland ကအဆိုးဆုံးရှိနေတဲ့ရဲကိုကြောက်ဖြတ်နိုင်ခဲ့တာကြောင့်အသင်းအတွက်ဂိုးရီပိုသွင်းနိုင်တော့မယ်လို့ပွဲပြီးမှကြေငြာခဲ့လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့၂၄နာရီနေ့ကတည်းကနေပဲဖြစ်ပါတယ်။ပြည့်စုံအားပေးကြပိတ်သက်များအားလုံးကျမရွှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။